ဘာဘာမမာပေါ့နော်ပတ်စံရှာနေတဲ့သူတွေအားလုံးဒီဈေးတွေတွေပါပဲ product ရောင်းစားတဲ့သူနဲ့ service ရောင်းစားတဲ့သူနဲ့ဆိုပြီးနှစ်မျိုးကွဲသွားတယ် miss တယောက်ကရော miss ရပြီးပြီး crown ရပြီးပြီးသူဒီ business တော့ကမှကျင်လည်ရမှာပဲ miss grandma crown ပြီးရင်သူက10ယောက်ရွေးတယ်ဟုတ်10ယောက်ကိုသူကတစ်နှစ်ပတ်လုံးသူကအလုပ်တွေခိုင်းတာ ဒီပပန်းနဲ့ဝက်နဲ့တွဲပြီးတော့အလုပ်တွေလုပ်ရတယ်ရှိုးတွေရှောက်ရတယ်ကျွန်တော်အရန်သဘောကျတယ်ပြီးရင်ဈေးတွေရောင်းရတယ်အရန်သဘောဘာဖြစ်လို့လဲဒီကလေးတွေကပညာသင်ပေးလိုက်တလို့မျိုးပေါ့နော် business ပညာတွေသင်ပေးလိုက်တယ်အကန့်တကာရဲ့အတွေ့အကြုံတွေရအောင်သူတစ်နှစ်တိတိသူသူနဲ့လက်တွဲပြီးအလုပ်လုပ်ပလိုက်တယ်တွေ့အကြုံတွေအဲ့ဒီမှာအများကြီးရခဲ့တယ်အဲ့တော့ကျွန်တော်ကပပန်းနဲ့ဝက်ဖန်လာမဟုတ်ဘူးနော်ပပန်းနဲ့ဝက်ကိုမချစ်ဘူးဘာဖြစ်လို့လဲကိုယ်နိုင်ငံကိုမျက်နှာသာမပေးလို့မချစ်ဘူးဒါမချစ်တာတပိုင်း ဒါကိုရဲ့ live career အနေနဲ့ကျတော့ तू လုပ်နေတဲ့ career ကိုကျွန်တော်သဘောကျတယ်။အာကျွန်တော်အမြင်တော့လေဘယ်အရာမဆိုလုံးလုံးတဲ့ခါမှာ live နဲ့ career ကိုကျွန်တော်ခွဲခြားတတ်ရမယ်။ကျွန်တော်ရဲ့ live ကဘာလဲကျွန်တော်ရဲ့ career ကဘာလဲပေါ့နော်ခွဲခြားနိုင်ရမယ်။အဲ့ဒါကိုမခွဲခြားနိုင်သေးသေးရတော့အခုလိုမျိုးပဲဘယ်လိုပြောရမလဲ။ဟာ JK နေက miss လုပ်ပြီးတော့ဈေးသွားရမလို့လားငပိရမလို့လားငါ6ရောင်းမလို့လားအချင်းမောင်းရောင်းမလို့လားဆိုတဲ့စကားလုံးတွေပြောမိသွားလိမ့်မယ်ပေါ့နော်။ဒါ live နဲ့ career ကိုမခွဲခြားတတ်သေးလို့ပါ။ အာစီးပွားရေးလုပ်နေတဲ့သူတွေအားလုံးကဘာမမာပေါ့နော်ပတ်စံရှာနေတဲ့သူတွေအားလုံးဒီဈေးတဲ့တွေပါပဲဈေးတဲ့မဟုတ်တဲ့သူဘယ်သူရှိလို့လဲကျွန်တော်အခုမေးမယ်ဆိုရင်ပေါ့နော်အာဥပမာအဲမဝင်ငါရောက်တဲ့သူဆိုရင်လည်းဒါမဝင်ငါရောက်စားတဲ့ဈေးတဲ့ပဲရွှေရောက်စားတဲ့သူဆိုရင်လည်းရွှေရောက်တဲ့ဈေးတဲ့ပဲโอเคအဲ့ဒီလိုမျိုးပဲရုပ်ရှင်မင်းသမီးဆိုတာလေသူ့ရဲ့အလှအပကိုသူ့ရဲ့တရုပ်ဆောင်စွမ်းအားကို ပြသပြီးရောင်းစားတဲ့ဈေးတယ်ပဲနောက်ပြီးတော့အလှမယ်ဆိုတာလည်းသူရဲ့ beauty လေးခုလုံးကိုတို့ကစင်ပေါ်မှာပြပြီးတော့ပြရုပ်တစ်ခုအနေနဲ့ပြပြီးတော့မှဒါရောင်းရတဲ့ဈေးတယ်ပဲအဲ့တော့ အနှစ်ချုပ်ပြီးတော့ကျွန်တော်လေ့လာလိုက်မယ်ဆိုအားလုံးကဈေးတယ်တွေကြီးပါပဲကျွန်တော်ဆိုရင်လည်းဒါမိတ်ကပ်ဆရာပဲကျွန်တော်လည်းဈေးတယ်ပဲနောက်ဆုံးကြည့်မယ်ဆိုဘာလဲဆိုရင်ကျွန်တော်ရဲ့မိတ်ကပ်ပညာကျွန်တော်မိတ်ကပ်ပြင်နိုင်တဲ့စွမ်းရည်ကိုကျွန်တော်က customer တွေကိုရောင်းတာ customer တွေကကျွန်တော်စွမ်းရည်ကိုကြိုက်လို့ဝယ်တာဝယ်ပြီးစားသုံးတယ်ဝယ်ပြီးတော့သုံးစွဲတယ်ဒါသည်ကျွန်တော်လည်းဈေးတယ်ပဲအဲ့ဈေးတယ်မှာမှနှစ်မျိုးကွဲသွားတာအဲ့ဒါဘာလဲဆိုလို့ရှိရင် product ရောင်းစားတဲ့သူနဲ့ service ရောင်းစားတဲ့သူနဲ့ဆိုပြီးနှစ်မျိုးကွဲသွားတယ်ကျွန်တော်တို့ကြတော့ဒါ service ကိုရောင်းစားတဲ့သူတွေဖြစ်သွားတယ်ပေါ့เนาะ make up ပညာကိုကျွန်တော်တို့ကရောင်းစားတာ service ပေးပြီးတော့ပေါ့အဲခုနကပြောတယ်ငပိရောင်းတယ်ရွှေရောင်းတယ်စင်ရောင်းတယ်ဆိုတာဒီ product ကိုရောင်းစားတဲ့ဈေးတဲ့တွေဖြစ်သွားအားလုံးကတော့ဈေးတဲ့တွေလို့ပဲကျွန်တော်တို့ယူဆပါတယ်အဲ့လိုပြောလို့ကျွန်တော်ဆဲမယ်စူမယ်ဆိုရင်လဲစူပါဒါကျွန်တော်အားလုံးကိုမြင်သာအောင်ကျွန်တော်ပြောပြတာပေါ့เนาะအဲ့တော့ miss တယောက်ကရော miss ရပြီးပြီး crown ရပြီးပြီးသူဒီ business တော့ကမှာကျင်လဲ ယ်ရမှာပဲကျွန်တော်ကလေဟိုဘယ်လိုပြောရမလဲတခြား miss တွေထက် miss grammar စုရသွားတဲ့သူကိုပိုသဘောကျတယ်ဆိုတာဘာလဲဆိုတော့အဲ့ကလေးအတွက်ပိုသဘောကျတာအဲ့ဒါဘာလဲဆိုရင် miss grammar crown ပြီးရင် तू ဟာ10ယောက်ရွေးတယ်1 to 10 10ယောက်ရွေးတယ်ပြီးရင် winner တစ်ယောက်ပေါ့ကျန်တဲ့6ယောက်ကိုပါရွေးတယ်10ယောက်အဲ့10ယောက်ကို तू ဟာတစ်နှစ်ပတ်လုံး तू ဟာအလုပ်တွေခိုင်းတာတနည်းပတ်လုံးအလုပ်တွေခိုင်းတာဖြစ်တော့တခြားဥမာ Miss Universe တော့ပြိုင်မယ်ဆိုရင် Miss Universe က crown ကတယောက်ပဲရတာကျန်တဲ့ နိုင်ငံ80ပြန်မယ်ဆိုရင်တယောက်ပဲ crown ရပြီ။ကျန်တဲ့69နိုင်ငံကလေးတွေကအိမ်ပြန်သွားရတာ။ပြီးရင်အဲ့ဒီ crown ရတဲ့သူကလည်း business နဲ့ပတ်သက်ပြီးဘာမှမလုပ်ရအောင်။ ဟိုလောက်တာမတွေ့ဘူးပေါ့နော်။ဥမာကြော်ညာရိုက်မယ်ဖာရိုက်မယ်ဒါလောက်ပဲရှိမယ်ပေါ့။ဒါပေမဲ့ Miss Grand က Miss တွေကကြတော့ Crown ကတယောက်ရတယ်ပြီးရင်နောက်ထပ်6ယောက်ကလည်း1 2တန်းဆိုပြီး10ယောက်ကိုစုပေးလိုက်တယ်။ပြီးရင်အဲ့ဒီ10ယောက်လုံးကသူ့နိုင်ငံကိုပြန်စရာမလိုဘဲနဲ့ဒီပပနဲ့ဝမ်းနဲ့တွဲပြီးတော့အလုပ်တွေလုပ်ရတယ် show တွေရှောက်ရတယ်ကျွန်တော်အရန်သဘောကျတယ်။ပြီးရင်ဈေးတွေရောင်းရတယ်အရန်သဘော။ဘာဖြစ်လို့လဲဒီကလေးတွေကအသက်20ဝန်းကျင်ကလေးတွေဒီသူတို့ဘဝမှာ ဘဝပင်လေကြီးကိုတို့ကမကူးခတ်ရသေးဘူးလောကတိုင်းနေတို့တို့မခံစားရသေးဘူးအဲ့ဒီမှာပပနက်ဝက်ကဘယ်လိုပြောရမလဲပညာသင်ပေးလိုက်တလို့မျိုးပေါ့နော်ဒီကလေးတွေကို business ပညာတွေသင်ပေးလိုက်တဲ့အတွေ့အကြုံကောင်းတွေရအောင်နိုင်ငံတကာရဲ့အတွေ့အကြုံတွေရအောင် သူတစ်နှစ်တိတိသူသူနဲ့လက်တွဲပြီးအလုပ်လုပ်ပလိုက်တယ်ပြီးတော့မှသာလင်ကိုယ့်ရက်ကိုယ့်ရွာကိုပြန်သွားတဲ့အခါမှာဒီကလေးတွေကဒါဘလို့ business မျိုးပဲနေနေလာတာအတွေ့အကြုံရှိသွားပြီဘလို့ပေါင်းတင်ဆက်ဆက်ရွံ့နေပဲတွေ့တွေ့အားလုံးအဆင်ပြေအောင်ပေါင်းတတ်သွားပြီဆိုတော့အတွေ့အကြုံတွေအဲ့ဒီမှာအများကြီးရခဲ့တယ်အဲ့တော့ကျွန်တော်ကပပား network fan လားမဟုတ်ဘူးနော်ပပား network ကိုမချစ်ဘူးဘာလို့လဲကိုယ့်နိုင်ငံကိုမျက်နှာသာမပေးလို့မချစ်ဘူးဒါမချစ်တာတပိုင်း ဒါကိုယ့်ရဲ့ life career အနေနဲ့ကြတော့ तू လုပ်နေတဲ့ career ကိုကျွန်တော်သဘောကျတယ်ကျွန်တော်လည်းလုပ်နိုင်ရင်တော့အဲ့လိုမျိုးလေးအကျိုးရှိမဲ့လုပ်မျိုးလေးကိုလုပ်လုပ်ချင်တယ်ပေါ့နော်အဲ့တော့ဟိုအဲ့တော့အဲ့မှာ miss ရတဲ့ကလေးတွေဒီဘာဖြစ်လဲဆိုရင်သူတို့ဘဝအတွက်အတွေ့အကြုံကောင်းတွေရသွားမယ် business ရဲ့အစပြိုးတာတွေရသွားမှာဖြစ်တယ်သူတို့ဘဝမှာဆင်းရဲဖို့ဆိုတာမရှိတော့ဘူးအဲ့အတွက်ကြောင့်မို့ကျွန်တော်တော့အရန်သဘောကျတယ်ဆိုတာလေးကိုပြောပြရစီခင်ဗျာသူရဲ့စီးပွားရေးဆန်တဲ့ idea တွေတော့သဘောကျတယ်သူ voting တောင်းမယ် voting down เนี่ยပတ်စံနဲ့ vote ပေးရတယ်။ तू ဘလောက်ပဲပတ်စံနဲ့ vote ပေးကျွန်တော်တို့ vote မပေးရင်ပြီးတာပဲလေ။ဟုတ်တယ်မလား။ तू ပတ်စံနဲ့ vote ပေးလို့သူ့ကိုကျွန်တော်တို့ blame ညာမလို့ကိုကကိုပတ်စံနဲ့မ vote ယုံမယ်။အခုဆိုရင်ဒါ JK သူဒီလုံးဝသူ့ကိုပတ်စံနဲ့ vote ပေးဖို့အတွက်သူလုံးဝမတောင်းဆိုဘူးကျွန်တော်တို့ပရိသတ်တွေစီရနေမတောင်းဆိုတဲ့အတွက်ကျွန်တော်တို့ကလည်းပတ်စံနဲ့မဘုတ်ဖြစ်ဘူးကျွန်တော်တို့ပတ်စံတပြားမှပပား network စီမရဘူးအဲ့လိုမရောက်လို့လည်းပပား network ကစင်ပေါ်မှာပြောင်းပါလေ vote ပြန်တောင်းတဲ့သဘောပဲပေါ့နော်အဲ့တော့အားလုံးကကိုယ့်ရဲ့အကျိုးစီးပွားကိုယ့်ရဲ့ အကျိုးအမြတ်ရဖို့အတွက်ကိုစူးစမ်းကြတာကြီးပဲအဲ့ဒီမှာကိုဘယ်လောက်ထိအကျိုးစီးပွားရဖို့အတွက်လုပ်ယူမလဲဆိုတာပေါ့ပဲမူတည်တယ်ကိုရဲ့ brain ပေါ့နော် positive thinking နဲ့ပဲကြည်တယ်ကျွန်တော်လည်းဟိုဘယ်လိုပြောရမလဲအဲဘယ်လိုပြောပပနက်ဝက်ဆန်တယ်ပေါ့နော်ကျွန်တော်လည်းဘယ်လိုလဲဆိုတော့ဟို ဘယ်ဘယ်ဘယ်နေရာလေးကနေကိုယ့်အတွက်ကောင်းတာကိုယူရမလဲဆိုတာပဲကျွန်တော်တွေးတယ်ပေါ့ပပနက်ဝက်စီကလည်းကျွန်တော်ကကောင်းတာလေးကိုယူဖို့ပဲတွေးတယ်သူ့လိုမျိုးကြီးတော့ကျွန်တော်လည်းအဲ့လိုတွေဟိုလူနှိမ်ဒီလူနှိမ်အဲ့လိုပုံစံမျိုးကိုကြိုက်တာတော့မဟုတ်ဘူးသူ့ရဲ့ business အမြင်ကိုကျွန်တော်သဘောကျတယ်သူ့ရဲ့အတွေးခေါ်တွေပြီးရင်သူလောက်သွားတဲ့စိတ်စင်ကြီးတွေသူလောက်သွားတဲ့ show ပွဲကြီးတွေသူလောက်သွားတဲ့ဒီပွဲကြီးတွေဆိုတာကလည်း ဘယ်လိုပြောတော်တော် international မြည်တယ်ထိုင်းနိုင်ငံအတွက်လည်းဒါဂုံယူစရာကောင်းတဲ့ပွဲကြီးတွေဖြစ်သွားတယ်ဒါကြောင့်မို့လို့လည်းအင်ရှင်နိုင်ငံအဖြစ်ပေါ့နော်အခုဆိုရင် Miss Universe ကလည်းအင်ရှင်နိုင်ငံအဖြစ်ထိုင်းမှာပဲကျင်းပမှာအာ Mr International Global ဆိုရင်လည်းထိုင်းနိုင်ငံမှာပဲကျင်းပသွားတာပေါ့နော်ဘာပဲပြောသူတို့နိုင်ငံအတွက်အဲ့ဒီကနေအင်ကန်နေအများကြီးရတယ်နိုင်ငံတကာလူတွေလာတဲ့ဟိုတယ်တွေငှားရမယ်လင်းလက်မှတ်တွေရမယ်ဟိုဘယ်လိုပြောအဆဆရာတက်စီကားကနေစပြီးလမ်းမေးဈေးတွေအဆဘယ်လိုပြောဈေးပို့ရအောင်မလဲဒီအတွက်ကြောင့်မို့လို့ အရန်ဘယ်လိုပြော brain ရန်ကောင်းတယ်ဒါတော့ကျွန်တော်ချီးကျူးပါတယ်ခင်ဗျ